တလွင်ခက်ကနေကြိုဆိုပါရစေမြန်မာနိုင်ငံတော်စစ်ကော်မရှင်တပ်တွေရဲ့အရက်သားပြည်သူတွေအပေါ်ပြင်းထန်ထားတိုက်ခိုက်မှုတွေကို အပတ်စဉ်တင်ဆက်ပေးနေတဲ့ဝေဟင်ရာဇဝမှုမှတ်တမ်းအစီအစဉ်ဖြစ်ပါတယ်။ကျမနော်ဖောပါဒီနေ့မှာတော့2025ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်တပတ်တာအတွင်းဖြစ်ပွားခဲ့တဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးသွားပါမယ်။ ဒီတပတ်အတွင်းထူးခြားချက်ကတော့စစ်ကောင်ရှင်ဟာစကိုင်းတိုင်းကစစ်ပွားရေးလောက်ွက်တွေပဲခူးတိုင်းကမင်္ဂလာဆောင်ပွဲတွေအပြင်တိုက်ပွဲဖြစ်လက်နေပါတဲ့ AR တိုင်းလိုနေရာမျိုးကိုပါ လေကြောင်းကနေဘုံကျဲတိုက်ခိုက်လာတာတွေတွေ့ရပါတယ်ဥစွာပထမအထိခိုက်အများဆုံးဖြစ်ခဲ့တဲ့စကိုင်းတိုင်းအခြေအနေကိုတင်ဆက်ပါမယ်။စကိုင်းတိုင်းကိုစစ်ကောင်ရှင်လက်တပ်က အရက်သားတွေနေထိုင်ရာကျေးရွာတွေကို ပြင်းထန်ထိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ တက်ဆယ်မြို့နယ်ကန်ထူးမရွာကိုနိုဝင်ဘာလ24ရက်ညတကောင်အချိန်တနအိဝန်းကျင်မှာစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဝက်ရှော့ဆိုင်လုံသမားတွေနဲ့ကားသမားတွေအပါအဝင်5ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့တန်လွင်ခတ်ကစုံစမ်းသိရှိရပါတယ် ပလဲမြို့နယ်အနောက်ဘက်ခြမ်းကရွာတရွာကိုလည်းနိုဝင်ဘာလ23ရက်မနက်10:00နာရီကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခုနှစ်ဦးသေဆုံးပြီး9ဦးဒဏ်ရာရှိခဲ့တယ်လို့မြန်မာနောင်ကဖော်ပြထားပါတယ်။ဒီတည်ဆုံးမှုအထက်မှာအသက်60အရွယ်အမျိုးသမီးကြီးတူနဲ့9နှစ်အရွယ်ကလေးငယ်တူပါဝင်ပါတယ်။ ဒါပြင်မင်းကင်းမြို့နယ်မှာတော့ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ကရွှေမျောလောက်ွက်တွေကိုစီးပွားရေးပိတ်ဆို့တဲ့အနေနဲ့စစ်ကောင်စီကလေကြောင်းကနေဇက်တိုက်တိုက်ခိုက်နေပါတယ်။နိုဝင်ဘာလ22ရက်က လောင်ပြည့်ရွာရွှေမျောလောက်ွက်တိုက်ခိုက်ခံရမှုမှာလူ2ဦးထပ်မင်းသေဆုံးပြီး20ဦးခန့်ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာလ25ရက်မှာလဲမြောက်ချွန်းရွာရွှေမျောလောက်ွက်တွေကိုထပ်မံပုံကျဲခဲလို့ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးတိတ်ဆောင်နေကြရပါတယ်ရှင်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်တရက်တော်ရွာမှာတော့နိုဝင်ဘာလ27ရက်မနက်ပိုင်းကမင်္ဂလာဆောင်နေတဲ့နေအိမ်တလုံးနီးကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်အမျိုးသမီးငယ်တဦးပွဲချင်းပြစ်သေဆုံးခဲ့ပြီးဆယ်နှစ်အရွယ်အမွားညီမ2ဦးအပါအဝင်3ဦးဒဏ်ရာရရှိခဲ့ပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်ကံကြီးရွာမှာလည်းနိုဝင်ဘာလ20ရက်ညတကောင်ရန်ပြည်သူတွေအိမ်မောကြနေချိန်ပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား9ဦးထက်မနည်းသေဆုံးပြီး15ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့စစ်ကြေးပလက်ဖောင်းကဖော်ပြထားပါတယ်။ အေယာဝတီတိုင်းပသိမ်မြို့မြောက်ဘက်85မိုင်ကွာမှာရှိတဲ့လင်းမျက်နာမြို့နယ်ဝက်ကုန်းကျေးရွာကိုနိုဝင်ဘာလ25ရက်ကဂျက်ဖိုက်တာနစင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကိုဝန်ဆောင်အမျိုးသမီးတူဦးနဲ့တက်ကြီးရွယ်အိုတူဦးသေဆုံးခဲ့ရပြီး၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်14လုံးမိလောက်ပြက်စီးခဲ့တဲ့ဒီဖြစ်စဉ်ဟာစစ်ဘေးရှောင်တွေခိုလုံနေတဲ့နေရာကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ AIR တိုင်းတော်လိုင်းရေးသတင်းဌာနကဆိုပါတယ် ရခိုင်ပြည်နယ်ဂွားမြို့နယ်ကျင်းတလီမြို့မှာလဲနိုဝင်ဘာ21ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ကင်းနီပြည်နယ်ဖားဆောင်မြို့နယ်မော်ချီတေတာမှာတော့နိုဝင်ဘာ21ရက်နေ့ကခဲလုတ်ကွက်တွေကိုဘုံကျဲခဲလို့ခဲလုတ်သား9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ကင်ပြင်းနဲ့စုကလစ်ကျွော်မှာတော့နိုဝင်ဘာ20ရက်ကဘုံအလုံးရည်20ကျော်တက်ချခဲ့လို့စာတင်ကြောင်းအပါအဝင်အဆောက်အုံတွေပြည့်စည်ခဲ့ရပါတယ်။ချင်းပြင်းနဲ့မင်းတက်မြွနယ်မှာလည်းနိုဝင်ဘာ25ရက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်တွေပြည့်စည်ခဲ့ရပါတယ်။တုံးသက်ချက်ကတော့နိုဝင်ဘာလ20ရက်ကနေ26ရက်အထိတပတ်တာအတွင်းပြည့်စင်တွေကိုစူးစီးလိုက်မယ်ဆိုရင် စစ်ကောင်စီရဲ့ဝေဟေရာဇမှုတွေကြောင့်နိုင်ငံတော်မှာအရက်သား33ဦးသေဆုံးပြီး60ဦးထပ်မံတန်ရာရရှိခဲ့ပါတယ်ဒါပြင်စာတင်ကြောင်းဆေးရုံနဲ့နေအိမ်40ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။တေဆုံးဒဏ်ရာရအချက်လက်တွေမှာတချို့ဖြစ်စဉ်တွေကို အတိမပြုနိုင်သေးတာမို့တန်လွင်ခက်ကလက်လန်းမီတလောက်အ ਨੇ ဆုံးနဲ့အဖြစ်နိုင်ဆုံးအချက်လက်တွေကိုအသုံးပြုတတ်ချက်ထားတာဖြစ်ပါတယ်။တကယ်မြေပြင်အချက်လက်တွေနဲ့ကွာဟနေနိုင်ပါသေးတယ်။ ဒီတပတ်မှာတွေးရတာကတော့စစ်ကော်မရှင်ဟာစည်ရေးပြင်းမှတ်မဟုတ်တဲ့မင်္ဂလာဆောင်လိုလူစုလွေဝေးတွေရွှေမျောနဲ့ခဲလောက်ွက်လိုစီးပွားရေးလုပ်ငန်းခွင်တွေအပြင်စစ်ပွဲနဲ့ဝေးရာအေယာဝတီတိုင်းလို နေရာမျိုးတွေကိုပါ နီလန်မျိုးစုံသုံးပြီးရွယ်ချက်ရှိရှိတိုက်ခိုက်လာတာပဲဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့လေကြောင်းရာဇဝမှုတွေကိုဆက်လက်ဆောင်ကြည့်မှတ်တမ်းတင်တင်ဆက်သွားမယ်။ဝေဟင်ရာဇဝမှုမှတ်တမ်းအစီအစဉ်ကိုဒီမှာပဲရည်နာပြစေ တန်လွေခက်သတင်းဌာနရဲ့သတင်းစီစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးလေကြောင်းအနေကနေကြင်ဝေးကြပါစေရှင်။